အားလုံးပဲမင်္ဂလာပါခင်ဗျာရွှေရင်က channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေမနက်ဖြန်အော်တိုဘားလ16ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသကြိုတင်ခန့်မှန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရစေခင်ဗျာအထူးမိုးလေဝသအနေနဲ့ဖြစ်ပေါ်နေတဲ့လေပွေလိုင်းအချိန်ကြောင့်မိုးသေးတံစွာရောက်သွမဲ့ဒေတာများနဲ့မိုးသက်တံစွာရောက်သွင်းခြင်းကြောင့်ဖြစ်ပေါ်လာမဲ့မြေကြီးချင်းအခြေအနေသတိပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာပထမဆုံးအနေနဲ့မိုးသေးတံစွာရောက်သွင်းခြင်းကြောင့်မြေကြီးရှန်ခြင်းသတိပေးချက်နဲ့မြေကြီးချင်းများကိုပြောပြပေးသွားမှာဖြစ်ပါရစေယနေ့၁၈ရက်ဆယ်လ၂၀၂၅ရဲ့နေ့ နနက်6နာရီခွဲချိန်တိုင်းထွာကြရဲ့မြေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေရမနေ့ကညနေကနေ7နာရီအတွင်းတလက်မကန်ထက်ကြသွားပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့32.3ဒီဂရီဆယ်စီယံနဲ့ယနေ့အနေဆုံးပူချိန်ကတော့15.5ဒီဂရီဆယ်စီယံတို့ပဲဖြစ်ပါရခင်ဗျာမြေကြီးနားမြေရဆိုရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်829စင်တီမီတာ28ဘီကအလိုမှာရောက်ရှိနေပါတယ်မြေရတက်ကြပုံမှန်အနေထားကမှရှိနေပါမယ် ထုကမ်းမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။အယောရီမြေထပ်ပိုင်းမှာမိုးဟွာအနှဲငယ်ရှိနေပါတယ်။ရန်ဖန်ရခိုင်အယောရီမြေစုံထပ်ပိုင်းမှာနေရာကွက်၍မိုးသက်ထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေုံမှာဖြစ်ပါတယ်။စကားတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အယောရီမြေထပ်ပိုင်းမေခမလိခမြဝန်းဒေသများမှာမိုးတိမ်အောင်ဖြစ်ထွန်းမှုအားအနှဲငယ်ရှိနေပါတယ်။ ဧရာဝတီမြို့တစ်လျှောက်နဲ့ဂျန်ရွေးမြို့တစ်လျှောက်မြေကန်းနီမြေနိဒေသများနဲ့မြင်းလူကျွတ်မြတ်မှာစိုက်ပျိုးလုံခြုံနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများဧရာဝတီမြို့ကြီးကိုအမိဖြူရှာပွေစားတောင်းနေကြသောမိဘပြည်သူများသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာဆက်လက်ပြီးဂျန်ရွေးမြို့အခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာကန်းနီမြေဟာမနေ့ကညနေကနေ12နာရီအတွင်းပေဝက်နီနီကန်ထက်ကြသွားပါရမုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းတလက်မကန်ပြန်ကျသွားပါရ ချင်းနှမြည်ရဲ့အတက်ကြပုံမှန်အနေထားကံမှာရှိနေပါမယ်ထူးကဲမြည်ရဲ့ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာခန်းဒီဟ ோம் မလင်းဖောင်းပြင်မောလိုက်ကလေးဝမင်းကင်းကန်ဒီနဲ့မုံရွာမျိုးတွေရဲ့မြည်ရဲ့များဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေမှာဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီး ARM မြည်ရဲ့အခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအမော်မျိုးရွှေကူမျိုးကတာမျိုးထီးကြမျိုးတပိတ်ချင်းမျိုးမန္တလေးမျိုးနဲ့စကိုင်းမျိုးတို့ရဲ့မြေမြေဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မြေမှုမျိုးမြေဟာအတက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းမှာပြန်လဲကြဆင်းနိုင်ပါမယ်။ ပခုတ်ကူမျိုးမြေဟာအနည်းငယ်ထက်တန်လာပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ညအုံးမြေကြီးအနည်းငယ်ထက်တန်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ခြောက်မင်းဘူးမကွေးပြည်နဲ့အောင်လံမျိုးတို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ပြည်မျိုးရဲ့မြေကြီးအတက်ကြမရှိရပ်တန့်နေပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။စိတ်သာမျိုးမြေကြီးဟာအနည်းငယ်ထက်တန်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်မနက်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ ဟိဒနာမျိုးနဲ့ဇလုံမျိုးတို့ရဲ့မြေကြီးများဟာဖြစ်ပြီးရင်းဆက်တက်နေဦးမှာဖြစ်ပါတယ်။အေယော်ရီမြေကြီးမြစ်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ဆက်လက်ပြီးပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေများကိုတင်ဆက်ပေးတော့မှာဖြစ်ပါရခင်ဗျာ။လက်ရှိအခြေအနေနဲ့လေပွေလိုင်းဖြစ်ပေါ်မှုအိန္ဒိယမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအမြင့်ပင်2000ဝန်းကျင်ကမ်းမောင်းခန့်အထိဆက်ဆက်နေတဲ့လေပွေလိုင်းတစ်ခုဖြစ်ပေါ်နေပြီးလက်ရှိမှာဘင်္ဂလားပင်လယ်အော်၌တိမ်ထူထပ်နေပါတယ်။ တင်ချာပြုတ်ပုံစံကြိုတင်ခံမှန်းချက်များအရအော်တိုဘာလ22ရက်နေ့မှာစ၍ဘင်္ဂလားပင်လယ်အော်နဲ့ကပ်ပလီပင်လယ်ပြင်တို့ထိစပ်ရာအက်ဒမန်ကျွန်းစုတောင်ဘက်မှာလေဝင်လိုင်းတစ်ခုစတင်ဖြစ်ပေါ်ပါမယ်။လေဗီယာနဲ့ရံဝန်ဖြစ်ပေါ်လာမယ့်အလားအလာကတော့အဆိုပါလေဝင်လိုင်းဟာအနောက်ဘက်ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ဘက်သို့ဆက်လက်ရွေးချယ်ကပုံမအားကောင်းလာပြီးအော်တိုဘာလ24ရက်နေ့မှာလေဗီယာနဲ့ရံဝန်ဖြစ်စတင်ဖြစ်ပေါ်လာနိုင်ကြောင်းအိန္ဒိယမိုးလေဝသဌာနနဲ့တင်ချာပြုတ်ပုံစံခံမှန်းချက်များကညွှန်ပြနေပါတယ်။ ရင်းလီဗီးယားနဲ့ရဲဝင်ဟာအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားလာပြီးအော်တိုဘာလ29ရက်နေ့မနေ့ပိုင်းမှာအကောင်သောလီဗီးယားနဲ့ရဲဝင်တစ်ခုအဖြစ်ပြောင်းလဲလာနိုင်ပါတယ်။အခြားသောအခြေအနေများနဲ့မြန်မာနိုင်ငံပေါ်တက်ရောက်မှုကတော့တောင်တရုတ်ပင်လယ်ပြင်မှအခြေအနေအော်တိုဘာလ19ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖျက်ကျော်ပြီးတဲ့နောက်တောင်တရုတ်ပင်လယ်အတွင်းသို့ဝင်ရောက်လာမဲ့အပူပိုင်းလီဗီးယားနဲ့ရဲဝင်ဟာအော်တိုဘာလ23ရက်နေ့မှာဗီယက်နမ်ကမ်းခြေသို့ဝင်ရောက်ရန်ချဲကပ်လာမှဖြစ်ပြီးဘင်္ဂလားပင်လယ်ော်၌လီဗီးယားနဲ့ရဲဝင်စတင်ဖြစ်ပေါ်မဲ့အချိန်နဲ့တိုက်ဆိုင်နေပါတယ်။ မြန်မာနိုင်ငံပေါ်တက်ရောက်မှုကတော့အော်တိုဘာလ23ရက်နဲ့24ရက်များအထိတောင်တရုတ်ပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်ရုံးမှာဖြစ်ပေါ်လာမဲ့လေပြင်းနဲ့ရံဝဲမှုန်တိုင်းတို့ရဲ့မှုန်တိုင်းတက်ရောက်မှုအရှိန်များဟာမြန်မာနိုင်ငံအပေါ်ကြာရောက်နိုင်ခြင်းမရှိသေးကြောင်းကိုတွေ့ရှိရပါတယ်။မြန်မာနိုင်ငံကန်းဒီပင်လယ်ပြင်အခြေအနေကတော့အော်တိုဘာလ23ရက်နဲ့24ရက်နေ့တွေမှာကန်းဒီပင်လယ်ပြင်များမှာလှိုင်းလေပြင်းထန်နိုင်ပါတယ်။ပင်လယ်ပြင်မှာအရှိတ်ဘက်မှာလေပြင်းများတနအီကိုမိုင်30ခန့်တက်ခတ်နိုင်ပြီးလှိုင်းမြေမှာ6ပေထိရှိနိုင်ပါတယ်။ ဆက်လက်ပြီးမနက်ဖြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အသေးစိတ်အခြေအနေတွေကိုကြည့်လိုက်ကြရအောင်ပါ2025ခုနှစ်အော်တိုဝါလာ16ရက်နေ့ညနေ6နာရီချိန်ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဘင်္ဂလားပင်လယ်အော်အလဲပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အစ်တဲ့မှတိမ်ထူထပ်နေပါတယ်ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်17နာရီခွဲချိန်တိုင်းထွာချက်အရဖိလစ်ပိုင်ပင်လယ်ပြင်အရှေ့ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့ဖိလစ်ပိုင်နိုင်ငံ ဆာမာကျောင်းအနီးမှာဖြစ်ပေါ်နေတဲ့ပူပိုင်းမုန်တိုင်းဖန်ရှန်ဟာမြောက်အနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးဖိလစ်ပိုင်နိုင်ငံလူဆောင်ကျွန်းတို့ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။မနက်ဖြန်မနက်ထိခန့်မှန်းချက်ကတော့နေပြီးတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထပိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာကျဲကျဲ ရန်ကုန်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အောက်ပိုင်း၊အေရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုန်းမြေဖြစ်ပါရယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။နေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟုံးမလင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တဝဲမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မြကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖမ်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟားခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ လာချုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်တောင်ကြီးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ကျိုင်းတုံမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ခင်ဗျာမော်ဒိန်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမိုးဒိန်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွေရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျပြစ်ခြင်းလျက်စီးလက်ခြင်းမိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်သတိပြုနေထိုင်ပါရန်ကြံပြုအပ်ပါရခင်ဗျာ။ နောက်နေ့အတွက်ခမ်းမန်းချက်ကတော့တနင်္လာအတိုင်းဒေသကြီးမှာမိုးပူလာပါမယ်။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်မနေ့ပြန်မနေ့ထိခမ်းမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးမြစ်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေရာတစ်ဝိုက်အတွက်မနေ့ပြန်မနေ့ထိခမ်းမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံးမြစ်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နေရာတစ်ဝိုက်အတွက်မနေ့ပြန်မနေ့ထိခမ်းမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရာနှုံး80ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခီးသွားများအတွက်မိုးလေဝသခမ်းမန်းချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ မြန်မာပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြင်မှာမြန်မာကမ်းရိုးတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ပြည်မှာ၆ပြည်ကမ်းရှိနိုင်ပါတယ်။ရန်ကုန်မှာဒေနေနိုင်ကမ်းရိုးတစ်ချောင်းပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မိုးနေ့ချိန်မှာနောက်24နာရီအတွင်းခန့်မှန်းချက်ကတော့နေရာနယ်ပြားမိုးထစ်ချုံရွာပါမယ်။အမြင့်တာ၄မိုင်ကမ်းမိုးရွာစဉ်တမိုင်ကမ်းရှိပါမယ်။ရေပြင်လီကတော့အရှိသုံးမုတ်အရှိမြောက်ကိုတနအိုင်လင်းပင်လယ်ပိုင်း၅မိုင်မှ၁၀မိုင်တစ်ခါတည်းမိုင်၂၀မှ၂၅မိုင်အထိတိုက်ခိုက်နိုင်ပါတယ်။ လိုင်းနိုင်ငံမှာလိုင်းအသင်းတွေရှိပါမယ်လိုင်းမြန်မာ၄ပြည်မှာ၆ပြည်ကမ်းရှိပါမယ်ခင်ဗျာရန်ကုန်မြို့မှာရခိုင်ကမ်းဝန်းတန်းတစ်လျှောက်ပင်လယ်ပြင်ခီးအတွက်မိုးလေဝသခန့်မှန်းချက်ယနေ့မိုးတဲ့ချိန်မှာနောက်24နာရီအတွင်းခန့်မှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင်တာ၄မိုင်ကမိုးရွာစဉ်တမိုင်ကရှိပါမယ်ရေပြင်လေကတော့အရှိသုံးဖို့အရှိမြောက်တနာရီကိုပင်လယ်မိုင်၅မိုင်မှ10မိုင်တခါတရံမိုင်20မှ25မိုင်အထိတိုက်ခိုက်နိုင်ပါတယ်လိုင်းနိုင်ငံမှာလိုင်းအသင်းတွေရှိပါမယ်လိုင်းမြန်မာ၄ပြည်မှာ၆ပြည်ကမ်းတို့ပဲဖြစ်ပါရယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးခဲ့ရတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ။